ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ31ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမှာကြည့်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့သတင်းဗီဒီယိုတွေတော့မကြည့်ခင်မှာလိုရီတူရှင်သတင်းကောင်းတစ်ပုဒ်ကိုဖျက်ပြပေးပါမယ်နော် ဲ့ဒါပါလဲဆိုတော့မောက်မကန် yes ခါတော်လိုင်းဘောတပ်ဖွဲ့များကတိမ့်ပိုက်လိုက်တယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မောက်မကန်နေပြီ yes ခန်ကိုတော်လိုင်းတပ်ဖွဲ့တွေကပူးပေါင်း၍အောက်တိုဘာ26ရက်မှာတိမ့်ပိုက်နိုင်ခဲ့ပြီးဂျမ်ဘာ7လုံးနဲ့အတူလက်နက်21လက်ရရှိခဲ့တယ်လို့အောက်တိုဘာ30မှာအထူးတိုင်းစစ်ဌာနချုပ်ကသတင်းထုတ်ပြန်ထားတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ချက်မစစ်ကောင်စီရဲ့ဒီ yes ခန်ကိုဝင်စီးတဲ့အခါမှာအနိုင်ရရှိပြီးတော့ဒီချက်ဖက် အလောင်းနေတယ်ရရှိခဲ့လို့သိရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်တော်တော်လေးကိုဝမ်းသာစရာကောင်းတဲ့သတင်းပဲဖြစ်ပါတယ်နော်ကဲကျွန်တော်ပထမဦးဆုံးသတင်းပြီးတော့ဒီပုံအနေနဲ့ကြည့်ရမှာကတော့အခုအဲ့တော့ online နဲ့ပတ်သက်ပြီးအကင်းကောင်းဆောင်ပြောတဲ့သတင်းတွေတော့ရှိတယ်ကျွန်တော်တို့ရဲ့လုံရင်းလုံနီးလုံခံချွတ်ချော်မှုပေါ့ဗျာနူးနိဗျူကအာနယ်မှုကြောင့်ပြန်ပြီးတော်တဲ့ရောက်ကုန်တာဟိုးအခုလဲကျွန်တော်တို့ဒီပုံစံမဲ့ဒါကြောင့်ကျွန်တော်ပြောတယ်လေနော်ကျွန်တော်တို့ဒီက နီးပြူဟာလုံနီးလောက်ခံနေရပုံမှန်အတိုင်းတော့မမားဘူးလို့မအင်ချွတ်ချော်ရဲ့အဲ့လိုပဲအရင်ကလိုပြန်ပြစ်သွားမှာဟိုအရင်တော့ကလည်းခင်ဗျားတို့ကအဲ့ဒီတော့ကမမွေးသေးပဲဟိုဘမပြည်သူလုံမြောက်ဘက်ကဆိုကွန်မြူနတီယူရလွှမ်းမိုးနေတာကျွန်တော်တောင်ဘက်ကဆိုလည်းကရင်ပဲလွှမ်းမိုးနေတာဟိုကဲရညာသူကမြို့မှာပဲရှိတော့တာအဲ့ဒါကိုသူတို့ဘက်ကလည်းတော်တယ်နိုင်ငံရေးစီရင်ကစားတဲ့ညာသိတော်တာတော်တော့အဲ့ဒါ ခုလူတွေပဲပက်ထွက်တာအခုဟိုမှာ62ခုနဲ့အာနာသိမ့်လိုက်တာကိုတမျိုးကောင်းသွားတဲ့သဘောဖြစ်တယ်อืมပြီးတိုင်းနေသိမ့်လိုက်တဲ့ခါကျတော့ခင်ဗျာအဲ့မှာအရင်ရှင်တွေရောဟိုဟာတွေရောတနာရှင်ပေါ့သားတွေရောအကုန်လုံးဆန့်ကျင်ကြတာဟုတ်အဲ့တော့ပြီးလင်းကိုထွက်တော့နောက်သူတို့ကကုန်ထုတ်လို့မလည်းမလုံနိုင်မလုံနိုင်တော့နိုင်ငံသားမှာတော့ကျွန်တော်မဲဆောက်မှာလာဝယ်တယ်တော့နောက်မှာသွားဝယ်တယ်ပြီးနာမှာဝယ်တယ်အဲ့လိုမျိုးတွေဖြစ်ကုန်တာဟုတ် ဖြစ်ကုန်တဲ့ကာကြတော့သူ့ရဲ့ဘန္တာရဲ့ငွေရဘန္တာတိုက်ထဲမှာမရှိတော့ဘဲနဲ့ဟိုနေစားမှာအကုန်ပြောက်ဘူးဒါကြောင့်မို့ငွေကြီးတွေကိုသူတို့ကမကြမကြဟိုတရားမဝင်ကြီးညာတာဒီကိစ္စပဲအဲ့ဒါသူတို့ရဲ့မှားယွင်းမှုသူတို့ရဲ့မှားယွင်းမှုကကျွန်တော်တို့အခွင့်အလမ်းရတာအဲ့တော့အခုလည်းသူလုံနေတာမှားယွင်းနေတယ်ဒီအခွင့်အလမ်းကိုကျွန်တော်တို့ကပြန်ယူရမယ်ကျွန်တော်တို့ကသူလှုပ်တယ်လို့ရှောက်လှုပ်လို့မရဘူး ဲ့ဒါပဲကျွန်တော်တို့ပြောချင်တာနော်အထူးသဖြင့်ရတော့အခုကအေးလေဟို20ဟို2020လာယူကော့ဘွဲမှာနိုင်ထားတဲ့ပုံကူကသူကတရားဝင်တရားဝင်အော်ပေမဲ့တကယ်ပြည်သူကိုကိုစားပြုတဲ့အော်လုံနီးလုံခွန်နေလုတ်ဖို့လိုတယ်ငါမငါဆိုတော့မရဘူးငါမငါဆိုသွားအောင်မယ်ကဲဒါတော့ခေါင်းဆောင်တွေပြောတဲ့သတင်းမှဖြစ်ပါရဲ့နော်အဲ့တော့ဒီ 1027တော့ကတော့သူတို့တွေကကရင်တွေကဒီခြွေစစ်နဲ့ခြွေတယ်ဆိုပြီးမှပေါ့နော်လောဝမြို့တွေကိုမသိမ်းခဲ့ဘူးပေါ့နော်အဲဒီတော့ကဆိုရင်အာဒီကရင်ဘက်မှာတော်တော်လေးကိုဝေဖန်ခံရတယ်ပေါ့နော်အခုနောက်ပိုင်းမှာဆိုရင်လည်းကရင်နဲ့ပတ်သက်လာရင်တော်တော်ကြီးကိုဝေဖန်တာတခုကတော့ဗာလဲဆိုတော့အခုမြေတိုင်းပဲအချက်မစစ်ကောင်စီရွေးကောက်ပေးတော့မှကာကွယ်သွားမယ့်အဖွဲ့တွေတက်လာတယ်ပေါ့နော်အဲတော့ကရင်ကရင်ချင်းသူတို့စစ်မတိုက်ဘူးဆိုတဲ့ဒီ တဘောတူညရရှိတယ်လို့ပေါ့နော်အခုဆိုရင်ပြပြသွားပြီလို့လည်းပြောတယ်ပေါ့နော်ဘလိုပဲပြပြအခုချိန်မှာဆိုရင်ကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုအာပြည်သူတွေကတော့အားမလို့အားမြဖြစ်လာတာအမှန်ပဲပေါ့နော်အဲ့တော့အာဒီနယ်တွေကိုဝေဖန်တာမျိုးမဟုတ်ပေနဲ့ပေါ့နော်ပြောရမယ်ဆိုရင်တော့အခုချိန်မှာဒီဒီခေါင်းဆောင်ပြောသလိုဆိုရင်လည်းအချက်မဲ့စစ်ကောင်စီကပုံစံဟောင်းကြီးနဲ့ပြန်ပြီးတော့တိုက်နေတယ်ဆိုတဲ့ပုံစံတွေ့ရတယ်ပေါ့နော်အဲ့တော့ဟိုတုန်းကနီဟောင်းကြီးနဲ့ပြန်လို့တဲ့ခါမှာလည်းဒီနီဟောင်းကြီးနဲ့ပဲပြန်လဲခံနေရတဲ့အနေထားပေါ့နော်အဲ့ဒီပုံမှာတော်လိုင်းတစ်ဖွဲ့တွေကဘယ်လိုမျိုး ဒီဒေါ်လာတစ်ဖက်သာမကဘူးပေါ့နော်ဒီတိုင်းရင်းသားခေါင်းဆောင်တွေကလည်းဘယ်လိုမျိုးပြန်ဒေါ်လာမလဲဆိုတော့ဒါစိတ်ဝင်စားဖို့ကောင်းပါတယ်နော်အခုဒေါ်လာတစ်ဖက်တွေကတော့ရှင်းနေအခုဆိုရင်ပြန်လဲပြီးတော့စုပေါင်းလာတဲ့အနေအထားတွေတွေ့နေရမယ်နော်အဲ့တော့ဘယ်နေရာကြီးကြီးအချမ်းမစစ်ကောင်စီကိုတော်လာဖို့ဒီဒေါ်လာရင်းအဖွဲ့တွေစုပေါင်းလာတဲ့အခြေအနေလေးတွေကိုတင်ဆက်ထားတဲ့သတင်းကိုလည်းခဏနေချင်းကြည့်ရမှာဖြစ်ပါတယ်အခုပြီးတော့ဆက်ပြီးမှတ်ချက်ထားတာဒီလိုအနေနဲ့ကတော့အဲ့တော့ကျွန်တော်ရဲ့ဘောမမမပေါ့နော် ကျွန်တော်ရဲ့ဘယ်လိုပေါ့မလဲအဲအစီအစဉ်တွေကကြိုးကြောင်ဖြစ်သွားတယ်အဲ့တော့ဟုတ်ပဲ budget ထိခံနေပေါ့နော်ပြုခွင့်မရဘူးကြိုးကြောင်ဖြစ်သွားတယ်ပြုခွင့်မရအောင်လုပ်တာကတော့ကျွန်တော်တို့ online ဘက်ကလည်းဖြစ်နေတယ်နော်ပြောမှာဟာတာတော့ဖြစ်တယ်ကျွန်တော်တို့ပါပဲအစီအစဉ်ကိုကျွန်တော်ဟိုဝင်ဝင်ပိတ်ခံဖြစ်တယ်ဘာကြောင့်လဲကျွန်တော်ပြောပြတယ်ပြတော့ဒီပိတ်ခံတာတရုတ်နိုင်ငံသားတွေတွေ့တယ်မလေးရှားနိုင်ငံသားတွေတွေ့တယ်အကျောင်းဝင်ဝင်ပိတ်တယ်ကြကြဘာကြောင့်ပိတ်တာလဲဆိုဘာမှလည်းမပြောရဲဘူးဟာကျွန်တော်ပေါက်ကွဲလိုက်တာလေကြဟုတ်ကြ ဒီသူတွေဒီပေါ့နော်အဲဂိတ်နံပါတ်4နိဘာလဲအစ်စင်လူငင်းပေးမင်းပေးအမေကျွန်တော်ခါမမကြုံဘူးပေါ့နော်မကြောက်လို့ဆိုတော့နာကျွန်တော်တကဘာလုံးဒါမရှိဒါမတကားမရှိဒါမရှိသွားနိုင်တဲ့သူတယောက်ပါဂျပန်ဆိုလည်း plug နဲ့သွားလို့ရဥရောပတခွင်ဆိုတာကျွန်တော်တို့တော့ဟင်း freedom စင်ကူကျွန်တော်အန်အော်တာဘာကြောင့်လဲပေါ့နော်ကျွန်တော်တခါမှလာမျိုးမကြုံဘူးတော့ကျုပ်ကကျွန်တော်မယုံဘူး စင်ကူစားနိုင်ငံတည်တည်လေးပါအဲကျွန်တော်တို့ပြွင့်ပြနေတော့ဘာမှတော့အဲဘယ်လိုခေါ်မလဲရေးတရားလောက်စရာတော့အကြောင်းမရှိဘူးဒါပေမဲ့လည်းကျွန်တော်ရဲ့အဲစံချိန်ကိုရိုက်ချိုးနိုင်တဲ့ ठी အောင်နော်လောက်တိုင်းတဲ့ဆိုတဲ့ခါကျတော့စင်ကူနဲ့ပတ်သက်ပြီးကျွန်တော်အများကြီးအများကြီးစဉ်းစားကြရရှိလာတယ်နော်အဲ့ကြ error ဖြစ်ကြနော် 1s excuse me I'm going to the right way. Could you be? Okay, yes. Sure. Yeah. ဟင်းအဲ့အဲ့အဲ့လေလားအအောင်ကောင်းလားအဲ့ကျေလို့ကျော်ရှင်းပြပါမယ်မြန်မာပြည်ကိုလာဖို့စင်ကာပူသားကဲကျွန်တော်ဖတ်ဆက်သွားပြီဆိုစင်ကာပူနဲ့မလေးရှားမလေးရှားကြောင့်မြန်မာပြည်ကိုလာအောင်ကျွန်တော်စီစဉ်စင်ကာပူမှတက်ခေါက်သွားတက်ခေါက်သွားတော့အဲကျွန်တော်တို့ကဝင်ဝင်ပိတ်တယ်တဲ့ဘာကြောင့်ပိတ်တာလဲဆိုတော့ ကျွန်တော်ဘာမှပြောလို့မဖြစ်ဘူးပိတ်မယ်ဟာပိတ်အောင်ကပါလေဆိုတော့အကျွန်တော်တော်တော်လေးတော့ဟိုတို့လေစီစဉ်နေတော့ဘာကျွန်တော်စင်ကူမှာဟိုတယ်လေးမှာလာပြောရဟိုတယ်လေးမှာလာဟိုတယ်စင်ကူကနေကျွန်တော်ထပ်ဘန်ကောက်ကိုထပ်သွားဖို့တလေးနေမှာလာပြောရလေးနေပုတ်လောက်ထားပြောကျွန်တော်စီစဉ်နေကတော့အမှ အဲ့ဘာဘာကတော့ခုစစကဘွားပြင်ဖို့ကမပေးဘူးနော်ပြောမယ်ဆိုရင်တော့ဒါအချက်ပဲစစ်ကောင်စီလောက်တာပဲဖြစ်ရင်ဖြစ်မှာပေါ့နော်အဲ့တော့ဘယ်ဘက်ပြပြော ခုချင်းဆိုဘောမမမောင်ကတော်လိုင်းဘက်ချန်နဲ့ပတ်သက်ပြီးတော့အကောင့်မြင်လေးနည်းနည်းရှိလာပေါ့နော်အကောင့်မြင်တက်သူ့အပိုင်းရဲ့လောက်ရမှားတာကိုထောက်ပြတာပုံများပါတကယ်တော့အဲ့တော့ ဲ့တော့ဒီချိန်မှာဆိုရင်တော့ဘောရမောင်ကသူ့အဖရဲ့လှုပ်ရအမားတွေကိုထောက်ပြတာများလာတဲ့အတွက်သူ့ကိုတော်တော်လေးဒီတက်မိသားစုတွေပေါ့နော်တက်ကိုထောက်ခံတဲ့သူတွေကသူ့ကိုတော်တော်ကြီးချိန်တယ်ဖြစ်ပါတယ်သူ့ကောင်အောက်တွေမှာဆိုရင်သူ့ကိုဖမ်းဖို့ဘာညာပေါ့နော်အဲ့လိုမျိုးရေးတာတော်တော်များတယ်ပေါ့နော်အဲ့တော့သူတို့ဘက်ကလူဖြစ်ပေမဲ့လည်းသူ့သူတို့ဘက်ကလူဟိုသူတို့ဘက်ကဒီအဖအကြီးကိုနည်းနည်းလောက်တော့ပြောလို့မရအောင်နော်နည်းနည်းပြောတာနဲ့ဟိုဘက်မှာဖမ်းမယ်ဆိုတာကြီးပေါ့နော်အခုဆိုဘောရမောင်ကပြည်ဝင်ခွင့်တော့ပိတ်ခံထားတဲ့အနေအထားဖြစ်ပါတယ်နော် ဲနောက်ထပ်ကျွန်တော်နားထောင်မဲ့သတင်းကတော့ Champions စစ်ကောင်စီ main online ရဲ့တပည့်ဇော်မင်းထွန်းကအခုစစ်တော်ဆက်စုကြည်နေပေါ့နော်ဒီ ASEAN တွေကိုတွေ့ခွင့်မပေးနိုင်ဘူးဆိုပြီးတော့ဒီရင်းရင်တည်နေပေါ့နော်ဒေါ်ဆက်စုကြည်တို့ကိုဘာတည်ခံပါညာဆိုပြီးတော့သူပြောတဲ့ဟာလေးပေါ့နားထောင်ကြည့်အောင်နော် ASEAN စည်းဝေးဆုံးဖြတ်ချက်ဖြစ်တဲ့ဘုံသမောတူညီချက်၅ချက်နဲ့ပတ်သက်ပြီးတုံ့ပြန်ကန့်ကွက်က၎င်းတို့မတရားဖန်ဆီးအကျဉ်းချထားတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့ ASEAN ထူးကိုယ်စားလှယ်တို့ကိုတွေ့ခွင့်မပေးနိုင်ကြောင်း စစ်ကော်မရှင်ကပြောဆိုလာပါတယ်။မကြာသေးမီကမလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးမှာလက်ရှိအထိသဘောတူညီချက်၅ချက်ကိုလိုက်နာမှုမရှိတာကြောင့်စစ်ကောင်ဆောင်တွေကိုအစည်းအဝေးတွေတရောက်ခွင့်ဆက်လက်ပိတ်ပင်ထားဖို့ဆုံးဖြတ်ခဲ့မှုအပေါ်စစ်ကော်မရှင်ပြောခွင့်ရကအခုလိုတုံ့ပြန်ခဲ့တာပါ။စစ်ကောင်ဆောင်ဦးဆောင်တဲ့စစ်ကော်မရှင်ဟာအယက်သားဆိုးရစီကအတ္တမအာနာသိမ့်ယူခဲ့မှုကြောင့်အဆိုပါရေးကို ဖြည့်ရှင်းနိုင်ဖို့ အာဆီယံကဘုံသဘောတူညီချက်၅ချက်ကိုဆုံးဖြတ်ချက်ချမှတ်ခဲ့ပေမဲ့အဲ့ဒီရဟာစီဝေးပြီးထုတ်ပြန်ချက်သာဖြစ်တယ်လို့စစ်ကောင်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်အဲ့ဒီစီဝေးမှာဘုံသဘောတူညီချက်၅ရပ်ဆိုတာအာဆီယံထိပ်သီးစီဝေးပြီးကနေပြီးအတည်ပြုထုတ်ပြန်ခဲ့တာမဟုတ်ပါဘူးစီဝေးပြီးမှထပ်ပေါ်လာတဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်အကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံရဲ့အမျိုးသားကျိုးစီးပွားနဲ့အချုပ်အခြာအာဏာကို မထိခိုက်စေဘဲစူးစမ်းပူးပေါင်း ဆောင်ရွက်ခဲ့တယ်ဆိုတာကိုဥစွာပြောကြားလိုပါတယ်။ဒါပေမဲ့စစ်ကော်မရှင်ဟာအများရဲ့အချက်တဲကိုဖြည့်ရှင်းနိုင်ဖို့အာဆီယံကရည်ရွယ်တဲ့ဘုံသဘောတူညီချက်၅ချက်ကို လိုက်ပါလှုပ်ဆောင်မှုမရှိတာကြောင့်အာဆီယံကစစ်ကောင်းဆောင်တွေပါဝင် နိုင်ငံရေးအဆင့်ရှိသူတွေကိုအစည်းအဝေးတွေတက်ရောက်ခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။စစ်ကော်မရှင်ဟာအဲ့ဒီအရာပါဝင်မူလအခွင့်အရေးတွေကိုပြန်လည်ရရှိဖို့ဒီမျိုးစုံကြိုးပမ်းခဲ့ပြီးအာဆီယံလက်ချောက်ကထအဖွဲ့ထိပ်သီးအစည်းအဝေးမတိုင်ခင် ်နေပြည်တော်လာရောက်စဉ်ကလည်းတောင်းဆိုခဲ့သလိုလက်ရှိရလက်အပေါ်မှာလည်းတုံ့ပြန်ကန့်ကွက်လာတာဖြစ်ပါတယ်။အာဏာသိမ်းမှုကြောင့်မြမရေးဖြစ်ရှင်းနိုင်မှုနှစ်စဉ်နှစ်တိုင်းအာဆီယံလက်ချောင်းပဋ္ဌာန်းက၎င်းရဲ့အထူးကိုယ်စားလှယ်ကိုဆေးလွတ်ခဲ့ပြီးအဲ့ဒီသူတွေဟာဖန်စီချင်းချခံနေရတဲ့နိုင်ငံတော်ရဲ့တာဝန်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်နဲ့တွေ့ဆုံဝင်ရရေးတောင်းဆိုမှုတွေရှိအောင်စစ်ကော်မရှင်ကညှင်းဆုံနေပါတယ်။လက်ရှိမှာစစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းက လောင်ဆန်းစုကြည်ကိုရည်ရွယ်ညွှန်းဆိုပြီးအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ကိုရာဇဝတ်မှုကျူးလွန်ကပြစ်ဒဏ်ခံရတဲ့အကျဉ်းသားတွေနဲ့တွေ့ဆုံခွင့်ပေးမှာမဟုတ်တယ်လို့ဘယ်နိုင်ငံကတွေ့ဆုံခွင့်ပေးနေတယ်လဲလို့လည်းမေးခွန်းထုတ်ထားပါတယ်။ပြီးခဲ့တဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာမြမရေးနဲ့ပတ်သက်လို့ဆုံးဖြတ်ချက်28ချက်ထုတ်ပြန်ခဲ့ပြီးစစ်ကောင်မရှင်ရဲ့လေချောင်းတိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်လုပ်ရက်တွေကိစ္စမကြမီပြုတ်လုပ်မဲ့ရွေးကောက်ပွဲကိုလက်မခံဘဲ လွတ်လပ်မျှတပြီးတည်ငြိမ်မှုရှိကအားလုံးပါဝင်နိုင်စေရေးစတာတွေပါဝင်ပါတယ်။ကဲဒါကတော့ကျွန်တော်တို့ Champions League ကောင်စီဇော်မေးလုံးနေပါတော့ကျွန်တော်တို့လေးစားရတဲ့အမေစုတော်ဇက်စုကြီးနဲ့တွေ့ခွင့်မပေးနိုင်ဘူးဆိုတော့ကိုရင်းရင်ဒီပြောလိုက်တာဖြစ်ပါတယ်เนาะအဲ့တော့သူတို့ဘက်ကတော်တော်လေးကိုကျွန်တော်ဒီတော်ဆက်စုကြည်တော်အမေစုပေါ့နော်ဒီထောင်ထဲကထွက်လာမှစကားပြောပါတော့တော်တော်ကြောက်နေဖြစ်ပါနော်ကဲနောက်တစ်ချက်နောက်ထောင်မှာတော့အခုချိန်မှာဆိုရင်1027ဘက်မှာအောင်မြင်မှုတွေရခဲ့ပြီပေါ့နော်ဒီ ် MMD ATL လေးတို့နဲ့အပြည့်ရက်သွားတဲ့စစ်ကောင်စီကဘယ်ဘက်တွေကိုပို့ပြီးတော့ဖိလာနိုင်လဲဆိုတော့သုံးသပ်ပေးထားတယ်။ဝီထမြက်ရဲ့စကားတွေကပေါ့နော်အတိုလေးချက်နားတော့ကြအောင်နော်။ဒီမုံရနာမခတိုင်းစစ်ဌာနချုပ်တဲ့ကိုဆိုရင်ပရာမိုတာတွေပို့ထားတယ်၊ဂျိုင်ရိုကော်ပရာတွေပို့ထားတယ်။ပရာမိုတာ၄စီးရှိတယ်၊ဂျိုင်ရိုကော်ပရာ၃စီးပို့ထားတယ်ပေါ့နော်။အဲ့ကောင်နဲ့ပဲပတ်လည်လိုက်ပြီးတော့ဘုံကျဲချနေတဲ့ဟာကြောင့်မလို့လေဒေသခံပြည်သူတွေထိခိုက်တာတွေမနေဘူး။အဲ့ကျအဲ့လိုပုံစံမျိုးသူကတခါလေးပြင်ဆင်ထားတာရှိတယ်ဒီနေရာကိုဖိဖို့အတွက်ပေါ့နော်သူကလေချောင်းနဲ့ပတ်သက်တယ်ဆိုရင် ဘလောက်အထင်သေးလဲခုနပြောတဲ့အတိုင်းပဲနေပြီးတော့တောင်ဆင်းပြီးတော့ဒါပြစ်ခတ်တက်ခိုက်တာတွေလုပ်သလိုပါရာမိုတာလိုပေါ့နော်နည်းနည်းလေးပဲပြန်လို့ရတဲ့ကောင်းနေပေါ့နော်အဲ့လိုကောင်မျိုးတွေနေတယ်လိုက်ပြီးတော့ကျဲချနေတယ်ဘာလို့လဲဆိုတော့ကျောင်းတက်ဖွဲ့တွေကအစ်စ်မီတဲ့ဒါလက်နက်ခဲရန်မရှိဘူးဒီပါရာမိုတာဒီဂျိုင်ယိုကော့ပရာပြစ်လို့ရတဲ့လက်နက်တွေကျွန်တော်တို့တက်ဖွဲ့တွေမှာအိုက်ပချမ်းမှာမရှိဘူးတခြားနေရာမှာ तू မသုံးရဲဘူးပါရာမိုတာတခြားနေရာမှာ तू မသုံးရဲဘူးသုံးရင်လှော်ခမ်းရမှာသုံးရင်စော်ခမ်းရမှာဒါပေမဲ့အညာဘက်မှာကျသုံးရဲတယ်အဲ့လိုသုံးဖို့အတွက်ကိုလည်းအခုနမကတိုင်းစစ်ဌာနချုပ်တဲ့ကို तू ပို့ထားတယ် ပြီးတော့စစ်အင်အားတွေဖြစ်တင်းတယ်စစ်ကြောင်းတွေဈေးလွတ်ထားတယ်ဗောနော်အဲ့တော့အဲ့အခုနမခတိုင်းစစ်ဌာနချုပ်တိုင်းမှုဆိုရင်လည်းဒါဇက်နှချအညံ့ခံတဲ့ကောင်အဲ့ကောင်ကိုပြန်လွှတ်ပေးလိုက်တဲ့ဟာကအခုလိုချိန်နေထိဆိုးရွားစေခဲ့တာလေပါတယ်အဲ့ဒီချက်လည်းပါအခုဆိုလည်းဒါကျွန်တော်တို့သိထားတဲ့တချို့သတင်းတွေရှိတယ်ဗောနော်အဲ့ဒါပါလဲဆိုတော့စစ်ကောင်စီရဲ့စစ်တုံ့ပန်းတွေကိုပြန်ပြီးတော့လွှတ်ပေးနေတဲ့ဟာတွေရှိတယ်ဆိုပြီးတော့လည်းသိရတယ်ဒါတွေကတချိန်ကြရင်ဗောနော်ကိုစီကအဖွဲ့ကနေပြီးတော့လွှတ်ပေးလိုက်တာဟုတ်တယ်ဒါပေမဲ့အဲ့ဖွဲ့ကိုပြန်ပြီးတော့စစ်ကောင်စီကတုံးတဲ့ခါကျရင်ဒီဘက်တော့မထိုးကြားဘက်သွားထိုးမှာဘာထိုးလဲအဲ့ဒါကိုတက်ဖွဲ့ပဲ ဒီတနိုင်ငံလုံးမှာရှိပါရဆိုတော့တပ်ဖွဲ့ဝင်တွေအကုန်လုံးတပ်ဖွဲ့တွေအကုန်လုံးကတသွေးတဲ့တသားတဲ့ရီမန်းချက်တူတူတိုက်နေကြတယ်ကိုစီမှာဒီအင်အားတွေပြန်မသုံးဆိုရင်တော့မှတခြားထိပ်သားမှာသွားသုံးရင်ကိုလိုမျိုးတပ်ဖွဲ့တွေပဲထတ်တိုက်ခံရမှာပဲအဲဥစ္စာကိုတော့ကျွန်တော်တို့တေချာလေးထင်းထင်းသိမ့်သိမ့်လေးလုံဆောင်ကြဖို့လိုလာပြီပေါ့နော်ဒီဥစ္စာတွေကအရှိမဘလောက်ဒုက္ခပေးခဲ့တယ်လဲအားလုံးလည်းမျက်မြင်ပဲပေါ့နော်တောင်ပိုင်းထဲမှာဆိုရင်နှစ်ခွန်ကတောက်လျှောက်တောက်လျှောက်အင်အားတွေအဲ့တဲကိုပြန်ပြန်ဆုတ်သွားပြီးတော့အခုဆိုရင်အဲ့ဘက်ကနေစိတ်ကြောင်းနေတော့ထထိုးပြီးတော့ အခုဆိုရင်တို့ဒါတချို့နေရာတွေကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့အတွက်လှုပ်သွားတာရှိတယ်အဲ့တော့လှုပ်လှုပ်ပေးလိုက်တဲ့စစ်တုံးမန်းတွေကဘယ်လောက်ဒုက္ခပေးသလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ရှေ့မှာဖြစ်စဉ်တွေအများကြီးပြောပြခဲ့ပြီးသားပါเนาะအဲ့တော့အိုက်ပုံစံမျိုးတွေမြင်ရတယ်အဲ့တော့ဒီအညာဒေတာကိုစစ်ကောင်စီကထပ်ပြီးတော့နေချောင်းနဲ့ထပ်ပြီးတိုက်ခိုက်လိုက်မယ်လက်နက်ခဲရမစုံလင်ဘူးဆိုတာသူသိထားတယ်အဖွဲတွေကွဲနေတယ်ဆိုတဲ့ဟာလည်းသူသိထားတယ်အဲ့တော့ကျွန်တော်တို့ကပြင်ဆင်ရမယ်ဒီလိုမျိုးတိုက်ခိုက်ခံရမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့မှမဟုတ်ဘူးပြည်သူတွေလည်းသိတယ်အဲ့တော်လိုင်းတပ်ဖွဲ့တွေလည်းသိတယ်ပြီးရင် တပ်ဖွဲ့ဝင်တွေလည်းသိကြတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးသိပြီဆိုတဲ့ခါကျရင်တိုက်ခိုက်ခံရတော့မေးဟိဆိုတဲ့ခါကျရင်ကျွန်တော်တို့ကတိုက်ခိုက်လာပြီဆိုရင်ဘာလုပ်မလဲဆိုတဲ့ဟာမျိုးတွေနဲ့ကျွန်တော်တို့ကပြင်ဆင်ရပြီးရင်စစ်ကောင်စီအထင်သေးနေတဲ့ဟာမျိုးတွေကိုကျွန်တော်တို့ကအထင်မသေးရအောင်ဘယ်လိုလုပ်ကြခုနကလည်းအဖွဲ့တွေအများကြီးရှိနေတာတော့ကောင်းတယ်ဘာဖြစ်လို့လဲဆိုစစ်ကောင်စီကိုတိုင်မဲ့အဖွဲ့တွေအများကြီးပဲဆိုတဲ့ဟာမျိုးဖြစ်တယ်ဒါပေမဲ့အဲ့အဖွဲ့တွေအကုန်လုံးကတစုစည်းစည်းတဲ့တိုက်နိုင်ဖို့အတွက်ကိုကျွန်တော်တို့ကစုစည်းဖို့လည်းလိုအပ်တယ် အဲ့တော့ဒါတွေကဒီကာလမှာအရန်ရေးကြီးလာတယ်။ဘာကြောင့်ရေးကြီးလဲစစ်ကောင်စီကရွေးကောက်ပွဲကသူကလုတ်ကိုလုံမှာပေါ့နော်။လုတ်ကိုလုံမှာဖြစ်တဲ့အတွက်ဒီနယ်မြေတွေကိုသူကတေချာပေါက်ရှင်းလင်းရေးလုံမယ်။သူစီကသူတွေပြန်လွတ်မယ်။ပြည်အားနဲ့ဒါရွေးကောက်ပွဲသူကျင်းပမယ်။အဲ့လိုကျင်းပတာဖြစ်တဲ့အတွက်သူကဒီနေရာတွေကိုရအောင်သူပြန်တိုက်ပြန်ပြီးတော့သူယူမယ်ပေါ့ဗျာ။အဲ့ကြအဲ့ဒီနေရာမျိုးတွေကအဖွဲ့တွေကလည်းဒီပို့ပြီးတော့ဖိခံရမယ်ထဲမှာပါလာလိမ့်မယ်ပေါ့နော်။နောက်တစ်ခုကတော့ဒါကြောင့်အကျိုးစီးပွားသူ့အတွက်အကျိုးစီးပွားထိခိုက်နေတဲ့နေရာတွေရှိတယ်။ လောလောလတ်လတ်ဥပမာအနေနဲ့ပြောမှဆိုရင်ဒီမိုးကုတ်မိုးမိတ်ဆိုတဲ့နေရာမျိုးတွေပေါ့နော်ဒီနေရာတွေကဘယ်လောက်ထိတည်ရန်ဇာတရှိတယ်လဲပြီးရင်ဒီကနေပြီးတော့အခွန်အခဘယ်လောက်ထိရနေတယ်လဲငွေကြေးဘယ်လောက်ထိရနေတယ်လဲဆိုတဲ့ဟာကိုအဲ့လက်ရှိအဲ့နေရာမှာရှိတဲ့အဖွဲ့တွေအားလုံးသိကြအဲ့လိုသိကြသလိုပဲစစ်ကောင်စီကလည်းသိတယ်ဒီနေရာကိုတလိုင်းတက်ဖွဲ့တွေအခုလိုမျိုးထိန်းထားနိုင်နေတယ်ဆိုရင်အဲ့နေရာမှာရှိတဲ့ရင်းမြစ်တွေကနေပြီးတော့ဒါငွေကြေးတွေကတလိုင်းတက်ဖွဲ့တွေစီကိုစီးဆင်းရင်တလိုင်းတက်ဖွဲ့တွေပို့ပြီးတော့အားကောင်းလာမယ်တောင့်တင်းလာမယ်ခိုင်ခိုင်မာမာဖြစ်လာမယ် ဲ့ဒါဆိုရင်စစ်ကောင်စီကသူ့အတွက်အန္တရာယ်များတယ်နောက်တစ်ခုကသူကအဲ့နေရာတွေကိုလက်လွတ်ဆုံးရှုံးထားရတာဖြစ်တဲ့အတွက်ဒီအကျိုးစီးပွားတွေထိခိုက်တယ်အဲ့လိုမျိုးထိခိုက်တယ်ကြောက်လုတ်ကွက်တွေဘာတွေညာတွေအဲ့ဒါတွေထိခိုက်တယ်ဗျာထိခိုက်တော့ကျတော့သူကသူဒီနေရာကိုပြန်ရဖို့အတွက်စူးစမ်းတဲ့ဟာကသူတစ်ချက်ကုန်နှစ်ချက်သုံးချက်ပြတ်မှာပေါ့နော်ရွေးကောက်ပွဲလဲလုံခွင့်ရမယ်တပ်ဖွဲ့တွေကိုလည်းဒီနေရာကတရားစာရတွေတုံးဆွဲခွင့်မရအောင်လုပ်မယ်ပြီးရင်သူပဲပြန်ပြီးတော့ဒီတရားစာရတွေကိုတုံးဆွဲခွင့်ရအောင်ကိုကျိုးရှာခွင့်ရအောင်သူလုပ်လိုက် တခြားကုန်းတာနဲ့၃လေးချက်လောက်ပြက်မယ်ဟာအဲ့လိုနေရာမျိုးကိုထပ်ပြီးတော့ပေးရပြန်မဖြစ်ဆိုရင်လေကျွန်တော်တို့ဒီဘက်ကပြည်သူတွေလည်းစိတ်တက်ကြမယ်တို့လည်းတပ်ဖွဲ့တွေလည်းစိတ်တက်ကြမယ်ပြီးတော့စစ်ကောင်စီဘက်ကကောင်တွေကစိတ်တက်ပြန်တက်လိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့နေရာတွေကလည်းအရေးကြီးကာကွယ်ဖို့လိုအပ်တယ်ဒါပေမဲ့တခုကျွန်တော်ချစ်ဖို့ကောင်းတာဗာလဲဆိုတော့လက်တလုံးမှာပြည်သူကစိတ်တက်ကြတာရှိတယ်အဲ့လိုစိတ်တက်ကြတဲ့ဟာကိုခုနောက်ပိုင်းဒီရက်ထဲမှာပေါ့နော်ဒီရက်ထဲမှာတို့လည်းတပ်ဖွဲ့တွေအတီးတီးကထုတ်ပြန်ချက်တွေအများကြီးလုပ်ကြပြီးရင်တပ်ဖွဲ့ဝင်ခေါင်းဆောင်တွေပေါ့နော်အုပ်ဆောင်တဲ့သူတွေခေါင်းဆောင်လုပ်တဲ့သူတွေက ဒီထုတ်ပြန်ချက်တွေမှန်တော့အဲ့ဒါကထုတ်ပြန်တဲ့ထုတ်ပြန်ချက်ဒါပေမဲ့ဒီတက်ဖွဲ့ကခေါင်းဆောင်ကပြန်ပြီးတော့ဒီ post လေးကို share တယ် share ပြရတဲ့ကျွန်တော်တို့စိတ်ထဲမကြဘူးကျွန်တော်တို့ဆက်ပြီးတော့စူးစမ်းကြမယ်အတင်းထားမယ်အဲအဲ့လိုပုံစံမျိုးနဲ့ပြန်လုပ်ကြတာရှိတယ်အဲဆိုကျွန်တော်အကုန်လုံးကပြန်ပြီးတော့ဒီပြည်သူကိုပြန်အားပေးနေတယ်ဘာမှစိတ်ထဲမကြနဲ့ကျွန်တော်တို့ရှိတယ်ကျွန်တော်တို့ရှေ့ကနေတိုက်မယ်ကျွန်တော်တို့အသေးခံပြီးစော်ပြမယ်ဘာမှပြည်သူတွေစိတ်ထဲကြရစရာမလိုဘူးရှစ်ကောင်စီသူလှုပ်ချင်တယ်လို့လှုပ်ဖွင့်မရစေရဘူးဒါကြောင့်မလို့လေအခုဒါမိုးကုတ်မိုးမိန်စတဲ့နေရာတွေကို ုံးဝတော်လိုင်းတပ်ဖွဲ့တွေကဒါလက်ပြောင်းယူပြီးတာနဲ့ရအောင်ကာကွယ်မယ်ဆိုတဲ့ထုတ်ပြန်ချက်တွေကအများကြီးထွက်လာတာဖြစ်တယ်ဒီကတော့အားရစရာကောင်းတယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးဖြစ်ဖို့အတွက်အဲ့လိုပုံစံမျိုးလုံနိုင်ဖို့အတွက်ကကျွန်တော်တို့စုစည်းညီညွတ်စွာနဲ့အာတကယ်စီမံချက်ကောင်းကောင်းနဲ့တိုက်ပွဲတွေပေါ်ဆောင်နိုင်ဖို့လိုတယ်စစ်ကောင်စီဘက်ကလည်းတွန်းတွန်းတိုက်တိုက်လှုပ်လာမှာပဲအဲ့လိုဟာမျိုးတွေကိုကျွန်တော်တို့ကောင်းကောင်းမွန်မွန်ကြော်ဖြတ်နိုင်ဖို့အတွက်အရေးကြီးတယ်ပေါ့နော်အဲ့တော့လှုပ်တင်လှုပ်ထိုက်တဲ့ဟာတွေကိုဦးစားပေးပြီးတော့လှုပ်ကြဖို့လိုပြီးစစ်ကောင်စီကသူ့အတွက်အရန်အချိန်ကနည်းနေတာဖြစ်တဲ့အတွက်သူတွန်းတိုက်ပြီးတော့လှုပ်မှာပဲ ဒီကာလကတော်လိုင်းတက်ဖွဲ့အတွက်အကြက်တဲဆုံးကာလပဲပြီးအခက်ခဲဆုံးကာလပဲအဲ့လိုကာလမျိုးကိုကျွန်တော်တို့ရအောင်ကြော်ဖြတ်နိုင်မှုလို့ဒီကာလအတွက်ကိုပဲတက်ဖွဲ့တွေကလည်းပြင်ဆင်ခဲ့ကြတာပဲသိကြတယ်ဒီလိုမျိုးတိုက်ပွဲတွေဆင်နွှဲနိုင်မှုအတွက်ကိုပဲပြင်ဆင်ခဲ့ကြတာပဲဒါပေမဲ့တိုက်လို့ရအောင်တော့ပြည်သူတွေကဝိုင်းဝန်းပြီးတော့လှုပ်ဆောင်ပေးရမှာရှိတယ်ဒီတက်ဖွဲ့တွေစိတ်သက်မကြအောင်တက်ဖွဲ့တွေကတော့စိတ်သက်မကြအောင် ကျွန်တော်ပြည်သူတွေစိတ်ရမကြအောင်လုပ်ရမယ်စိတ်ရမကြအောင်နေရမယ်တပ်ဖွဲ့တွေနဲ့တူတူတသားလေးရှိပြီးတော့ရှစ်ဆက်ကြမယ်ကျွန်တော်အပြစ်တင်တဲ့ဟာတွေဝေဖန်နေတဲ့ဟာတွေဓာတ်တွေအကုန်လုံးခဏနောက်ပို့ထားလိုက်လက်တလုံးမှာအရေးကြီးရကျွန်တော်ဘာလုပ်ရမလဲဆိုတဲ့အကြောင်းတွေကိုပဲစဉ်းစားကြဖို့လိုတယ်ပေါ့နော်အဲ့တော့လက်ရှိစစ်ကောင်စီကဒါ TNL နဲ့အပြစ်ခတ်ရစဲပြီးတဲ့ခါမှာအဲသူ့အတွက်စီအေဖီအားယောပါသွားတယ်ဗျာရှမ်းမြောက်လိုနေရာမျိုးသူအာယုံဆိုင်စရာမလိုတော့အတိကတော့လေချောင်းနဲ့ပတ်သက်ရင်အာယုံဆိုင်စရာမလိုတော့အဲ့တော့လေချောင်းနဲ့ပတ်သက်လို့တခြားနေရာတွေမှာအာယုံဆိုင်မယ်ဆိုရင်ခုနရခိုင်လိုနေရာမျိုးတွေ ပြီးရင်ဒါမြေပြန့်ဒေသလိုနေရာမျိုးတွေဆိုလိုတာမြေနေထားအရာလည်းသူ့အတွက်အဆင်ပြေမဲ့နေရာမျိုးတွေပြီးရင်သူ့အတွက်အလွယ်ကူဆုံးအမြန်ဆုံးသိမ့်နိုင်မယ်လို့ယူဆပါတယ်ဆိုတော့ဒီလိုနေရာမျိုးတွေကိုသူဥတီပြီးရစစ်ကြောင်းထိုးတာတွေတိုက်ခိုက်တာတွေလုပ်လိမ့်မယ်ဘုံကျဲတာတွေလုပ်လိမ့်မယ်ပြီးတော့သူအကျိုးစီးပွားထိခိုက်နေတဲ့နေရာတွေတော်လိုင်းအတွက်အကျိုးဖြစ်နေတဲ့နေရာမျိုးတွေကိုသူထပ်ပြီးတော့ဖိတာမျိုးတွေလောက်လာလိမ့်မယ်အဲ့တော့လောလောလလလောလောဆယ်မှာကျွန်တော်တို့ခံမှန်းကြသလောက်အဲ့ဟာပဲပေါ့နော်အဓိကတရားစာကိုတော်လိုင်းတက်ဖွဲ့ရလည်းတည်ကြလိမ့်မယ် သိတာနဲ့တူကျွန်တော်တို့ပြင်ဆင်ကြဖို့လည်းရည်ကြီးတယ်ဆိုတာလေဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဒါတော့ဘွေးတစ်ရက်ကအမှန်ကြီးပြောတော့ပါတော့ပေါ့နော်အဲ့တော့1027မှာဆိုတော့လေပြန်လွတ်တဲ့စားတွေကတော်တော်များတယ်ပေါ့နော်ဒါအပြင်နောက်ထပ်ပေါ့နော် AI ကလည်းပြန်လွတ်တဲ့ဟာတွေတော်တော်များတယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးရည်ချက်နဲ့ပြန်လွတ်လဲတော့မသိဘူးဒါပေမဲ့ဒီဒီလူတွေကခုချိန်မှာဆိုရင်ပြန်ပြီးတော့ပေါ့နော်တော်လိုက်တစ်ဖွဲ့တွေကိုပြန်တိုက်တယ်ဆိုတော့ဒါ မှန်ကန်ပဲပေါ့နော်ဒီမြောက်ပိုင်းမှာဆိုပြန်လွတ်တဲ့ဒီစစ်ဘုံချုပ်တွေအစားတော်လိုင်းဖွဲ့တွေအခုဆိုမပြန်ချနိုင်ပေါ့နော်ဒါတွေကတော့တကယ်ပဲနားမလည်နိုင်ပေါ့နော်ဟိုဘာပြောအခုချိန်မှာဆိုရင်ဒါတွေကတကယ်ဘိုးထက်မဲ့ပြောသလိုပဲသတိထားဖို့လိုပါနော်ကဲကျွန်တော်နောက်ထောင်မှာတင်ရတော့ဘုံချုပ်စော်မေးလုံးရဲ့ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့တုံ့ပြန်ပြတာလေဦးသိမ်းမြင့်ပြီးတော့ဒုတိယချက်ကြအောင်ပါလေအကြောင်းခိုင်ခိုင်လုံးလုံးရှိပါတယ်ဒီအခြေခံဥပဒေဟာပြင်လို့လဲအလကားပဲဆိုတာကိုပြည်သူလူထုကကောင်းကောင်းသဘောပေါက်နေပါပြီ အခြေခံဥပဒေဘလောက်ပြင်ပြင်အာဏာကောက်သိမ်းလိုက်လို့ရှိရင်အကုန်ပြတ်တာပါပဲ NLD အစိုးရလက်ထက်တုန်းကပြည်ရေးကိုလူတွေကထောက်ခံကြတယ်ဆိုတာကလည်းဒီဥပဒေကိုလက်ခံကျင်လွန်းလို့မဟုတ်ပါဘူးဒေါအောင်ဆန်းစုကြည်ကိုကြီးညိုချလွန်းလို့ဒေါအောင်ဆန်းစုကြည်ရဲ့သဘောကိုလိုက်ရောခဲ့တာပါနိုင်ငံရေးနားလည်တဲ့နိုင်ငံရေးသမားတွေကဥဝင်းတင်ဥကိုနီတို့ရဲ့သဘောထားအတိုင်းဖျက်ရေးကိုသာလှူလာကြတာပါပါရမူဇက်ထုတ်တဲကရောမင်းကြီးဥဖိုးလိုင်ရဲ့စကားကိုတွားပြီးတော့တောင်းမှအမှတ်ရမိပါတယ်မရတော့ဘူးမောင်ကောင်းရဲ့မရတော့ဘူးနောက်ကျသွားပြီဟင်းတာတာယာ ညာမျက်လုံးညှိုးနေပြီမင်းတို့အစိုးရကအဖက်ဆယ်လို့မရတော့ဘူးလို့ပဲပြောရတော့မှာပါပဲအာဆီယံ၅ချက်ထဲကတတရနဲ့စတုထအချက်ကိုတော့ဘူဂျိုဆော်မင်ထွန်းကပေါင်းပြီးတော့ရှင်းသွားပါတယ်သူတို့ရဲ့မြန်မာနိုင်ငံဆိုင်ရာခရီးစဉ်တွေကိုကျွန်တော်တို့เนี่ยပူပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်သူတို့နိုင်ငံရေးပါတီတွေအစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံနိုင်ဖို့ကိုလည်းစီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ် စတုထအချက်ဖြစ်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရတဲ့ AHA စင်တာကလည်းပေးရတဲ့ကိစ္စတွေမှာလည်းအပြည့်အဝပူပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ဒီလုပ်ငန်းတွေကိုစာလုပ်ငန်းစီမင်း SOP တွေအနေနဲ့လည်းသဘောတူညီခဲ့ပြီး ဖြစ်ပါတယ်။နိုင်ငံရေးသမားတွေနဲ့လည်းပေးတွေ့ပါတယ်။လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလည်းလက်ခံပါတယ်လို့ပြောသွားပါတယ်နိုင်ငံရေးသမားနဲ့ပြည်တွေ့တယ်ဆိုရမှာသူတို့စေအုပ်စုကတွေ့စီခြင်းနဲ့သူကိုသာပြည်တွေ့ပြီးတော့ အာဆီယံကိုယ်စားလှယ်ကတွေ့ကျင်တဲ့သူတွေကိုတော့တယောက်မှပေးမတွေ့ပါဘူးလူသားချင်းစာနာထောက်ထားမှုအကူအညီဆိုတာကိုလည်းသူတို့ရောက်စေချင်တဲ့နေရာလောက်ပဲခွင့်ပြုပြီးတော့သူတို့မရောက်စေချင်တဲ့နေရာဆိုလို့ရှိရင်တာစီပိတ်ပင်ထားတယ်ဆိုတာအလုံးအသိပါပဲအာဆီယံ၅ချက်ထဲမှာနောက်ဆုံးအချက်ကစစ်အုပ်စုကိုလိုလားသူစန့်ကျင်သူနိုင်ငံရေးအဖွဲ့အလုံးဘက်အလုံးနဲ့အာဆီယံကိုယ်စားလှယ်ကိုတွေ့ခွင့်ပေးရမယ်ဆိုတဲ့အချက်ပါဒါကိုတော့ဘူဂျိုးစော်မင်းထွန်းကခါခါတီတီညင်ပါတယ် အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်လာတိုင်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့လိုက်လောနိုင်တဲ့သူတွေနဲ့တွေ့ဆုံနိုင်ရေးအစိုးရအဖွဲ့ဝင်တွေအပြင် နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံနိုင်ရေးကျွန်တော်တို့ဆောင်ရွက်ပေးခဲ့ပါတယ်။ရာဇဝတ်မှုနဲ့ကျူးလွန်ပြီးရာဇဝတ်ပြစ်ဒဏ်ခံရတဲ့ထောင်ကြတွေနဲ့တော့ကျွန်တော်တို့တွေ့ဆုံခွင့်ပေးနိုင်ခြင်းမှာပေးပါလိမ့်မယ်။ဘယ်နိုင်ငံမှာကောတွေ့ဆုံခွင့်ပေးခဲ့တယ်လို့ပဲဒါဘီကွန်းထုတ်ချက်ပါတယ်။ ထောင်ကြရည်လို့ပြောတဲ့အတွက်ဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်နဲ့ NLD ခေါင်းဆောင်တွေကိုအဓိကယူရတာလို့ယူဆရပါတယ်ပထမဆုံးအချက်ဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်တို့ကိုရာဇဝတ်မှုပုံမှန်တတ်ထားတာဟာသူတို့တတ်တာပါဘယ်သူကမှသူတို့ပြောတာတွေကိုမယုံကြည်ပါဘူးလွတ်လပ်တဲ့တရားစီရင်မှုလည်းမဟုတ်ပါဘူးပွင့်လင်းတဲ့တရားစီရင်မှုလည်းမဟုတ်ပါဘူးသူတို့ရှင်းနေတဲ့တောင်မှဦးဝင်းမြင့်ဒေါအောင်ဆန်းစုကြည်တို့နဲ့ကောင်းကောင်းတွေ့ခွင့်မရကြတဲ့အခြေအနေအောက်ကတရားစီရင်ရေးပါ သူတို့ဘာသာရာဇဝတ်မှုတက်ပြီးတော့ရာဇဝတ်တရားခံမှုလို့တွေ့ခွင့်မပေးနိုင်ဘူးလို့ပြောတာကတော့လှုပ်ချင်အောင်လှုပ်ပြီးတော့ပြောချင်အောင်ပြောနေတာပါပဲလို့ဆိုရမှာပါဟိုကသမရလေဟိုကနိုင်ငံတော်အတိုင်ပင်ခံလေအဲ့ဒါကိုအောက်ကလူတွေကတက်ပြီးတော့ဖန်လာစီလာလှုပ်ပြီးတော့မှသူတို့ကပဲဟိုလူတွေကိုရာဇဝတ်သားပါလို့ပြောနေတဲ့ပုံစံကတနက်ရှိရင်ပြောချင်အောင်ပြောလို့ရတယ်ဆိုတာထက်ဘာမှမပိုးပါဘူးအာဆီယံကိုသူတို့ကပြန်သတိပေးတယ်လို့ပြောဆိုထားတာကတော့နောက်ဆုံးအချုပ်လို့ပဲဆိုရမယ်ထင်ပါတယ် အာဆီယံဖွဲ့ဝင်နိုင်ငံများအလုံးရဲ့လွတ်လပ်မှုအချုပ်အခြာအာဏာပိုင်ဆိုင်မှုဒန်းတူရည်တူစုမှုနယ်မြေတည်တံ့ခိုင်မြဲမှုနဲ့မျိုးသားရေးလက္ခဏာများကိုလေးစားလိုက်နာခြင်းအာဆီယံဖွဲ့ဝင်များရဲ့ကြည်တွင်းရေးမှာဝင်ရောက်ဆက်ဖက်ခြင်းရှိတဲ့ခြေကံမူတွေကိုအမြဲတတိပြုနိုင်ဖို့လိုမှာဖြစ်ပါတယ်ပြည်တွင်းရေးမှာဝင်မဆက်နဲ့လို့အာဆီယံကိုတတိပေးသွားတာပါမင်းတို့တော့ဝင်မဆက်နဲ့တရုတ်တော့ဝင်ဆက်ခြင်းဆက်စေလို့ပြောလိုက်တာလားလို့လည်းယူဆစရာရှိပါတယ် ဒါကိုကျွန်တော်အထူးရှင်းပြနေကြမလိုဘူးလို့ထင်ပါတယ်ခုတစ်မျိုးတော်တော်ကြာတစ်မျိုးသုံးနှစ်မှာရေတကားချိုးဇော်မင်းထွန်းညက်ပတ်အိုးလို့ပဲလူရှင်တော်တွေပြောတယ်လို့ပြောရမလို့ဖြစ်နေပါပြီခင်ဗျာကဲဒါကတော့ဥသိမ်းမြေသုံးသက်ချက်ပဲဖြစ်ပါတယ်เนาะအဲ့တော့ချမ်ဖက်ဇော်မင်းလုံးကတော့ဒီကျွန်တော်တို့ခေါင်းဆောင်တွေကိုဒီ ကြက်ဖတ်မှုနဲ့ဘာညာဆိုတော့ဆွဲတဲ့ဆွဲထားတဲ့လူပို့လို့ပေါ့နော်တွေ့တခွင့်မရပါဘူးဆိုပြီးမှအာဆီယံကိုတော့ပြန်ပြောတဲ့အနေအထားဖြစ်ပါတယ်နော်အာဆီယံကတို့တွေ့ခွင့်မပေးတဲ့ပုံမှာတို့ကပြန်လဲပြီးတော့ပြည်တွင်းကိုမစွတ်ဖက်ပါနဲ့ဆိုပြီးတော့ပြောလိုက်တာပေါ့နော်အဲ့ဒါဘလို့ပဲပြောအာဆီယံကလည်းအခုချိန်မှာဆိုရင်မင်းအောင်လည်းရက်ဆိုင်ရုံမှာမှုတွေကိုမထိန်းနိုင်တဲ့အပြင်အဲတို့ကတော့လက်လွတ်ကြည့်နေရတဲ့အခြေအနေဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့တော်လိုင်းကြီးကတော့အားလုံးပြောသလိုပဲ ဒီစစ်အောင်နိုင်မှာတပါချမရှိပါဘူးเนาะအခုဆိုရင်မင်းအောင်နိုင်ကလည်းအဲ့ဒီအောင်နိုင်ရေးကိုတောင်မှအညွန့်ချိုးဖို့လုပ်နေတယ်ပေါ့เนาะအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒေါ်လာကြီးကလည်းဆက်သွားနေတယ်အခုဆိုရင်ဒီအညာမြေမှာပေါ့เนาะဒီအဖွဲ့ကြီးကွဲနေပြီမြဲလဲပြန်လဲစီးလုံးရဲ့အရေးလက္ခဏာတွေတွေ့နေရပြီပေါ့เนาะအဲ့တော့မင်းအောင်နိုင်ကလည်းမကြခင်မှာဒီစကိုင်းနေဒီဒီအညာတွေကိုဖိတော့မှဖြစ်တယ်တော့ပေါ့เนาะဒေါ်လာကြီးတစ်ဖွဲ့ကြီးအများဆုံးစီးလုံးပြီးတော့အများဆုံးတွန်းလှန်ကြပါလို့ ပြောဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရနော်။စာစုပ်ကြည့်ပေးကြမြတ်ဗီဒီယိုဆန်ထူပဲကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးမှချင်းပြီဆိုပြီးတော့အကျန်းဖတ်မင်းအောင်လိုင်းစစ်ပေးငလိပေးဘေးရင်ပေါ့ဆိုမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။